အားလုံးမင်္ဂလာပါဖျက်ရှင်နာမပုံကြည်ပါစေအရောက်စီတန်းဖျားကောင်းကြည်ပေးပါစေအခုရောက်တဲ့နေရာကတော့လှိုင်းတရားအော်ဖျားချစ်တဲ့မိသားစုအိမ်မှာကျန်းသာလာတဲ့နေရောက်လာတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ပါဝင်ငှချင်းတယ်လဲဆိုတော့မိတ်ဆွေလောကအရာဆိုတာပြောင်းလဲတတ်တယ်အခြေအနေတွေလည်းပြောင်းလဲတတ်တယ်အော်ကျွန်တော်တို့လူတွေလည်းတည်တတ်တယ်မပြောင်းလဲတတ်တာကဖျားရဲ့မြင့်တာနဲ့ဖျားဖြစ်ပါတယ် အဲ့တော့ဖယားသခင်ကမပြောင်းလဲတတ်တဲ့ဖယားဖြစ်တယ်လို့သူ့ရဲ့မြတ်တာဟာလည်းပြောင်းလဲခြင်းမရှိတဲ့ကြီးမားတဲ့မြတ်တာနဲ့လူတွေကိုချစ်တဲ့ဖယားဖြစ်တယ်။အဲ့တော့ပြောင်းလဲတတ်တဲ့လူရဲ့မြတ်တာပေါ်မှာအခြေမခံဖို့မရက်တီဖို့အတွက်ရည်ကြည်ပါတယ်။ကျမ်းစာမှာလူရဲ့မြတ်တာဟာပြောင်းလဲတတ်တဲ့အကြောင်းကိုယောဘမိမအဖြစ်ကျွန်တော်တို့တွေ့ရတယ်။ယောဘမိမဒီယောဘချမ်းသာတဲ့အခါနေကောင်းတဲ့အခါကျမ်းမာရေးကောင်းတဲ့အခါနော်သူနာတရိတ်ဆန်ကြီးအများကြီးရှိတဲ့အခါကျတော့ယောဘမိမယောဘောင်ချစ်တယ် အဲ့တော့ဂျာမကြီးကောင်းတဲ့အချင်းရုပ်ကြီးလှပတဲ့အချင်းမှာတော့ယောပါမင်းမယောပါကိုတော်တော်ချစ်တယ်။ဒါပေမဲ့တည့်ရက်ထဲမှာယောပါရဲ့စီးစင်ဥစ္စာတည့်ရက်ထဲမှာကုန်သွားတယ်။ဂျာမကြီးလည်းမရှိတော့ဘူး။လှပတဲ့ရုပ်ကြီးလည်းမရှိတော့။တကိုယ်လုံးဆိုးွားတဲ့အနာစင်းပေါက်လို့ပြည်ဒီတောင်တက်လို့လောက်နေတောင်တက်လောက်အောင်ဖြစ်သွားတယ်။ယောပါအင်ဂျီပေါင်းပြီးဝတ်လို့မရလို့မိဖို့နဲ့ပြာပေါ်မှာထိုင်။အုတ်ချမ်းပဲနဲ့ကိုကိုကိုကုတ်နေရတဲ့ဘဝ။တလုံးတော့ကလှပတဲ့ရုပ်ကြီးတွေလည်းမရှိတော့ဘူး။ တိုးနှောသရိစံလည်းမရှိတော့ဘူးစီးစင်ဥစ္စာလည်းမရှိတော့ဘူးတာသမီးတွေအားလုံးလည်းတည်သွားကြပြီအဲ့ဒီချိန်မှာယောပါမိမယောပါပါပြောလဲတင့်ဖျောက်ကိုချိန်ဆဲပြီးတော့တည်လိုက်တော့လို့ပြောလိုက်ယောပါမိမဟာယောပါချစ်စရာကောင်းတဲ့အချိန်မှာပဲချစ်တယ်ချစ်စရာမကောင်းတော့ရင်မချစ်တော့ဘူးဒါလူရဲ့မြေတာပဲယောပါမိမမကဘူးဒါလူတန်းရဲ့သဘောတဘာဝပဲဖြစ်တယ်မိတ်ဆွေတို့လူရဲ့မြေတာလူရဲ့အချစ်ဆိုတာချစ်စရာကောင်းမှပဲချစ်တယ် ချစ်စရာမရှိတော့ရင်လူတွေကမချစ်တော့ဘူးဒါပေမဲ့ဖယားသခင်ကယောဘကိုချစ်မဲ့ချစ်ပါတယ်ယောဘမိမကယောဘပေါ်မှာထားတဲ့မေတ္တာပြောင်းသွားပေမဲ့ကုံသွားပေမဲ့ယောဘကိုဖန်ဆင်းတဲ့ဖယားကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖယားယောဘကိုအရင်တော့ချစ်တယ်လို့ဒီနေ့လည်းချစ်တယ်နောက်လည်းချစ်အောင်မဲ့သူဟာဖယားပဲတော့မိတ်ဆွေတို့ပြောင်းလဲတတ်တဲ့လူရဲ့အချစ်လူရဲ့မေတ္တာပေါ်မှာအဓိကမရက်တည်ပါနဲ့လူမေတ္တာလိုက်မရှာနဲ့ဖယားရဲ့မေတ္တာကိုလိုက်ရှာပါ ဖယားဘယ်တော့မှမစွန့်ပြစ်တဲ့ဖယားဖြစ်တယ်အမြဲတမ်းချစ်တဲ့ဖယားဖြစ်တယ်သူ့ရဲ့အသက်တော်မညမျောပဲလက်ဝါးကတိုင်းမှာအသက်ပေးတဲ့ဖယားဖြစ်တယ်အရာအလုံးထက်ကျွန်တော်တို့ချစ်တဲ့ဖယားစัจ java လာထက်ကျွန်တော်တို့ပူချစ်တဲ့ဖယားကောင်းကင်ပုံကိုထားခဲ့၍သူချစ်တဲ့ကျွန်တော်တို့လူသားတွေကြေဖို့အတွက်လောကကိုငွေဖွာလာတဲ့ဖယားယေရှုဖယားမိတ်ဆွေနဲ့ကျွန်တော်ကိုတိတ်ချစ်တယ်ဟေဘဲ73ရှစ်မှာယေရှုခရစ်ဒီမနေ့ယနေ့နောင်ကာလမပြောင်းမလဲအစဉ်အမြဲနေတော်မူဤလို့ပြောပါတယ် မိတ်ဆွေတို့မနေ့တုန်းကယေရှုရှိတယ်ဒီနေ့လည်းရှိတယ်မနေ့ပြန်လည်းရှိအောင်မယ်အရင်တုန်းကချစ်ခဲ့တယ်လို့ဒီနေ့လည်းချစ်တယ်နောက်လည်းချစ်အောင်မယ်သူကယေရှုပဲဒါကြောင့်ကြောင်းလဲတတ်တဲ့လူကြောင်းလဲတတ်တဲ့လူရဲ့မြတ်တာကြောင်းလဲတတ်တဲ့လောကရာပေါ်မှာလုံးလို့အမြင်မပြုပါနဲ့မပြောင်းလဲတတ်တဲ့ဖယားမတည်တတ်တဲ့ဖယားမကုံသားတဲ့ဖယားရွေးလို့ချစ်မရှိတဲ့ဖယားနဲ့သူ့ရဲ့မြတ်တာပေါ်မှာပဲယက်တည်ပါယောဟန်15ပိုင်းရဲ့ကိုမှာယေရှုကပြောတယ် ခမဲတော်ဒီငါ့ကိုချစ်တကယ်သူငါဒီတင်တို့ကိုချစ်ငါဤချစ်ချင်းမြတ်တာ၌တည်နေကြလောလူမြတ်တာ၌တည်နေကြလောလို့ပြောမိတ်ဆွေတို့ငါဤချစ်ချင်းမြတ်တာ၌တည်နေကြလောမပြောင်းလဲတတ်တဲ့မကုံတတ်တဲ့ယေရှုဘုရားရဲ့မြတ်တာပေါ်မှာပဲရက်တည်ပါယေရှုဘုရားမိတ်ဆွေအမြဲတမ်းချစ်တယ်မပြောင်းလဲတဲ့မြတ်တာနဲ့ချစ်တယ်လူကြီးကတင့်ကိုထားခဲကောင်းထားခဲလိမ့်မယ်ဘယ်တော့မှမထားခဲတာယေရှုဘုရားပဲဘယ်တော့မှမစွန့်ပြစ်တာယေရှုဘုရားပဲမဿ28မှာ ကကဘာကုံတိတောင်တင်းတို့နဲ့အတူငါရှိမယ်လို့ပြောတယ်ဖရာဖြစ်တယ်။ဘုရားနာမှာပုံကြည့်ပါစေ။အဲ့တော့မိတ်ဆွေမစိုးရင်ပါနဲ့မချောက်ပါနဲ့။တင့်ဖက်မှာလူတွေမရှိတော့ဘူးလား။တင့်အနာမှာ နော်အောက်ကိုရမယ်လူမရှိဘူးလား။ဖရာရှိပါတယ်။အဲ့ဒီဖရာကမိတ်ဆွေကိုကွဲကားမယ်၊စောင့်ရှောက်မယ်၊ကျွေးမွေးမယ်၊လမ်းပြမှာဖြစ်တယ်။မိတ်ဆွေအနာကဟာဖရာပဲဖြစ်တယ်။အဲ့ဒီဖရာပါပြောလဲမနဲ့ဖရာအတွက်မစိုးရင်နဲ့အနာကအတွက်မစိုးရင်နဲ့ငါရှိတယ်လို့ပြောတယ်။ ဘာစားရမလဲမဆိုးရင်နဲ့ဘာဝတ်ရမလဲမဆိုးရင်နဲ့လို့ပြောပါတယ်။မိုးကောင်းကင်မှာပြန်သားနေတဲ့ငှက်တွေကိုကြည့်ပါ။ထုံငှက်တွေကိုတင်းတို့အဖေဖះကကျွေးတယ်။အဲ့တော့တောနေပင်တွေကအဝတ်နဲ့ဖုံးပေးတာဖះပဲလို့ပြောပါတယ်။မိတ်ဆွေအနာကအတွက်မဆိုးရင်နဲ့လာမယ့်ရက်အတွက်မဆိုးရင်နဲ့မိသားစုအတွက်မဆိုးရင်နဲ့ကလေးတွေရဲ့ပညာရေးအတွက်မဆိုးရင်နဲ့ဖះသခင်တောင်းဖို့ယူပေးမယ်။အဲ့ဒီဖခင်နဲ့သူ့ရဲ့မြေတားပေါ်မှာရက်တည်ဖို့အတွက်နှုတ်ကပတော်အဖြစ်ဝင်ငှတက်တဲခံပါတယ်အရောက်စီတိုင်းဖခင်ရှင်ကောင်းကြီးပေးပါစေ Amen.